ပရိသတ်များအားလုံးပဲမင်္ဂလာပါ Snow White Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်ရဲ့ Channel လေးကနေတင်ဆက်ပေးသားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူမောင်တေဆန်ရေးသားထားတဲ့အောက်လန်းပိုးထင်နဲ့နွားတခိုးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ချပြီးတော့တင်သမားတွေကိုသိနိုင်အောင်လို့ဒီနောက်ကနိုတီဘဲလေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစားလိုက်ကြရအောင်ဗျာလိုက်ကြဟေးလိုက်ကြနွားတကုတ်ငါနွားကိုလာဆွဲလို့ကွာဘေဘရွာလေးရဲ့ခြေကကတိတ်ဆိတ်ငိမ့်သက်မနေပဲရွာသားတွေထုတ်တဲ့ပြင်ဓာတပြက်နဲ့အော်ဟစ်စူညံကနွားတကုတ်ပြေးရနောက်ကိုလိုက်နေကြတယ်နွားတခုပြင်ရွာသားတွေကပါလှင်မြသောရှိန်နဲ့ပြေးလိုက်ကြတာကြောင့်ဖုံမုံတွေကရွာလမ်းမှာတောင်းတောင်းထနေပြီးမိတို့အလင်းရောင်များပဲဖုံးလူးလူးဖြစ်နေပါရဲ့ ရွာသားတွေကရွာနောက်ဘက်ကိုဝိုင်းပြီးပြေးလိုက်ကြပေမဲ့နွားတကူကိုဖမ်းမမိခဲ့ခြင်းရွာနေအတန်လန်းတဲ့နေရာအထိလိုက်ဖမ်းသူကိုပဲမမိ၍စကားတပြောပြောနဲ့ရွာကိုပြန်လာခဲ့ကြလေတယ်မြန်လိုက်တဲ့တကူကနွားများစီးသွားသလားအောက်မိရတယ်။နွားစီးသွားတာပဲဒီမှာ။အေးကွာဆွဲပြေးရင်တော့ဒီကောင်တလောက်မမြင်နိုင်ဘူး။ပေးပေးရွာသားတွေကတကူကိုချီးမွမ်းသူကချီးမွမ်း စင်ကြီးတိုင်းထွာသူကတိုင်းထွာနေရွာရေပြန်ဝင်လာစဉ်အမောတကောင်းနေလမ်းလျှောက်လာနေရဲ့ရွာလူကြီးနဲ့လူကြီးတချို့ကစီးကြူကတတင်းမေးနေတယ်။ခေါင်းလေးတခုမိခဲ့လားကွာ။မမိပါဘူးရွာလူကြီးရာ။ဟာကွာမင်းတို့ကောင်းနေနွားဆွဲပြီးတဲ့တခုတော့မမိဘူးညံ့ကြပဲ။ဟာရွာလူကြီးကအပြစ်တင်ဖို့ပဲတည်တယ်။အဲ့တခုကတော်တော်မြန်တာဗျာ။အဲ့ဒီတခုကမြင်းကြီးတိုက်အောင်လားမြင်အောင်မလား။ ငါငငယ်ရဆိုတို့ရောရေကုံဆောင်တိုက်အောင်ဆိုရဲမင်းကြီးပြေးနေတာကိုနောက်ကပြေးလိုက်ပြီးတက်စီခဲ့တာကွာဟုတ်ပါပြီဗျာအခုတော့ရွာရဲပြန်ဝင်တော့မယ်ရွာသားတွေကရွာလူကြီးကိုမကြည့်သလိုကြည့်ကောင်းရွာရဲဝင်သွားကြတယ်ဒါကြောင့်တခိုးနောက်လိုက်ရမှာနောက်ကျနေရွာလူကြီးနေဘွဲကရွာရဲပြန်ဝင်တဲ့အခါမှာလဲနောက်ကျကြံနေခဲ့ပါရီရှာလူဒီကိစ္စသွေးရိုးသားရိုးတော့မဖြစ်နိုင်ဘူးနော် จုံလင်အဲ့လိုပဲထင်နေဗျာဈာနေဟိုကောင်နေပြန်မရောက်ကြသေးဘူးလားမရောက်သေးပါဘူးအရိကောင်နေရှင် ပြောမရဘူးတခုမိရင်မိပါအေးဗျာจုတ်သေးကနွားတွေဟိုတော့တိတ်စိတ်မချလို့ညိုပေါကိုလည်းတိတ်ချမားနေရတယ်ဟိုတကောရေးจုတ်တဲ့တလောက်တောင်းချမ်းတဲ့တခုမတွေ့ဘူးတခုကနွားမကူပဲအိမ်ကဟာကြီးခိုးသွားရင်လည်းအကောင်းသားရလူကြီးကဥပ္ပဘာကြီးများနဲ့တူအိမ်အောင်တန်းရမှာစကားပြောနေကြခြင်းဖြစ်ပါရဲ့ ရွာလူကြီးရဲ့ညီညွတ်တံကိုကြားလိုက်ရတဲ့ရွာလူကြီးကတော့မှကျောင်းဟန်တံပေးလာ၍ရွာလူကြီးမှသူ့ရဲ့စကားကိုပြန်ဖြေပြောလာလေတယ်။အိမ်ကဟာကြီးဆိုတာနေကိုပြောတာမဟုတ်ပါဘူးဟာ။အိမ်ကစီးပတ်ပုတ်ကြီးကိုပြောတာပါ။စပတ်ကြီးရှိနေရောပုတ်ကမလိုတော့ဘူးလေဟုတ်တယ်မလား။ကြိတ်ကမှရွာလူကြီးကတော့ဒေါ်သေးတွေချောင်းဟန်တီမှာရက်သွားလိမ့်။ဘာကြီးများမှာဖြစ်သဘောကျနေပြီရော။မောင်ကြီးရောတော့စကားဖြေတာတော်သားကွာ မတော်လို့မရဘူးဦးမြရေတော်သားငရုတ်ကြွေးစာမိနေမှာဖြင့်ရွာလူကြီးကမိမကြောက်သလားရွာလူကြီးကလည်းလူပဲဦးမြရေအဆွေရှိရဲ့တတော်ဝါရီကို ကြောက်ရတာပေါ့ဒါတေးသွင်းရအဆွေရှိတာလားသူ့အဆွေရကြားတဲ့စိုးရင်းမြောင်မောင်ကြီးကတော့ပောက်ခင်ရရင်ဒါနဲ့ငါတို့တွေနွားတခုကိုဘယ်လိုဖမ်းစားမလဲတဆိုင်ရာကိုတန်ရအောင်လေဘယ်ပလိကမှထုတ်ရလာမှာမဟုတ်ဘူးကွာအေးရလောလောဆယ်တော့ ရွာသားတွေကိုရွာပတ်လေအလဲကြကင်းဆောက်ခိုင်းမလားလို့ငါအလေမစိုးပါဘူးဒီလိုနဲ့ရွာလူကြီးတို့ကနွားတခုတ်ကိုကြောင်းရင်တို့ဒီမဟုတ်ဖန်းစည်းရအတွက်တိုင်းမင်းဆွေးနေနေကြပါလေရောရိမမိုးချင်းတို့ကရွာမှာနွားတွေပြောင်းနေလေဆိုတဲ့တဲ့င်းကြောင့်ရွာကိုမဆိုင်မတော့အမြန်ပြန်လာခဲ့ကြရိရွာရောက်တော့သူတို့ကတာယာရဲ့အိမ်ကိုပထမဆုံးဝင်လိုက်နေတယ်အကြောင်းကတော့သူတို့နဲ့ခရီးတူထွက်တိုင်းပါနေစားဖြစ်တဲ့တာယာရဲ့နွားကြီးတကောင် ပျောက်သွားခြင်းကြောင့်ဖြစ်ပါရည်။ဒါရခအိမ်ပြန်ရောက်တာနဲ့သူ့ရဲ့နှွားကြီးကို အမတ်တရားနဲ့နှွားတင်းကုတ်ကိုအရင်ဝင်နေတောက်တခုခိုးစရာရှာလို့ငါနှွားကောင်းကိုမခိုးသွားရတယ်လို့ဟိုတောက်သုံးမကြတဲ့ဖိုးထွေးနှွားကက်ကိုခိုးတော့ပါပြစ်မှမလို့လေ။ဟေးအောင်ဖိုးထွေးမကြည့်မနေနဲ့ဒါရကိုအပြစ်ပြောမယ်ကျန်းစီမောင်ဘိုးထင်ကဖိုးထွေးနောက်ကက်ပြီးတော့စကားတူတူပြောရင်အချက်ပြလိုက်တာကြောင့်သူပြောမယ့်စကားကိုရက်တန်းလိုက်ရည် ကဘူရီရလေဗျာသူစိတ်ချမ်းသာပြောပလီစီနွားတကောင်လုံးဆုံရှုံထားတာလွတ်ထားလိုက်စမ်းပါဗျာဘာဘုဒ္ဓရဲ့စကားမှာနေလန်းကြသည်မို့ဖိုးထွေးခေါင်းကြီးလက်ခံလိုက်တဲ့ရိုင်းနောက်တာယာကတင်းကောက်ကထွက်လာပြီးအိမ်အောက်မှာရှိတဲ့မိဘနှစ်ပါးနဲ့အကူဖြစ်သူပေါက်တူးကိုနားကိုသွားကအဖနဲ့မှဘာမှတော့မကြောက်နွားကြီးတကောင်လုံးတခိုးခိုးခံရတယ်လို့အဖတို့ဘာတွေလုပ်နေကြတာလဲတဲဒီကောင်ငါတို့အပြစ်လာပြောနေတယ်လုံးလိုက်ရရင် မင်းကရော ကို့အိမ်မှာကိုမနေပဲဘာရီအလေလိုက်သွားနေရလေတာယာကဖားခင်ကြီးရဲ့ခံပါမှာစကားကြောင့်မြေဒီစကားမှာထပ်မပြောတော့ဘဲမတိလိုက်မမြင်လားရတဲ့တကူးကိုကျင်းပေါင်းနေလျော်ရီတာယာဆိုရင်ငါမရှိလို့တောက်တခုလွတ်သွားတာတော်စားမှာတာယာရမင်းသားရှိရင်နှကောင်လုံးပါရီ တန်းလျမှာရင်နွေးတောက်နေတဲ့ပေါတိုးရဲ့စကားကြောင့်မောင်မိုးတင်တို့မှသဘောကျပြီးရည်တန်းတူတူထွက်သွားတော့ခက်ထန်နေကြီးနဲ့လှဲကြည့်နေတဲ့ตาရကြောင့်သူတို့မရည်ဝဲမဲခက်ပြုံးပြုံးနဲ့သာကိုရှင်တက်နေလိုက်ကြရပါတော့ရီဘေးမရွာလေးရှိဦးအောင်ရဲ့အိမ်မှာဖြစ်ပါရီရေနံစီမိကလေးရဲ့အလင်းရောင်အောင်မှာမောင်မိုးတင်နဲ့ဦးအောင်တို့ထမင်းဆောင်ရင်စကားစမီပြောနေကြရီကောင်းလေမင်းကောင်းလေရောပေတိုးနဲ့တာကြီးကတော့ပင်ပန်းလို့တဲ့ ဟိုလူနှစ်ယောက်ကတော့တမိန်သူပြန်သွားတယ်။အေးမင်းလည်းတီရောပေါ့။နွားတခုကိစ္စလေ။ကြားတယ်ဗျ။ညာတော့ကတော့တကောင်ထပ်ပြီးပါသွားသေးရယ်ဆိုဟုတ်လား။ဟုတ်တယ်။ညာရွာသားတွေလိုက်ဖမ်းတော့မမိတော့ကွာ။ငါအတင်ဒီတခုကမော်အောင်နေရလားမသိဘူး။အဖမတားနိုင်ဘူးလား။ဒီလိုကိစ္စမျိုးကတားဖို့မလွယ်ကူဘူးလေကွာ။ဘသူ့အိမ်ကိုသွားခုံးမယ်မသိရဲ့ဟာ။ငါဘလို့သွားပြီးတားမှာလဲ။ ။အဲ့အိမ်တိုင်းအစီအရင်တွေလှုပ်ပေးလိုက်လေဗျာဘာလဲ။ခဲကောင်ရ။မင်းတို့ကတော့အောင်လန်းပညာတယ်လေ။ရွာသားတွေကဒုအောင်လန်းအစီအရင်တွေကိုယူမတဲ့လား။ဦးအောင်ရဲ့စကားကြောင့်မောင်ဘိုးထင်တွေးမိလိုက်သည်ကအဘာဖြစ်သူပြောသည်မှလည်းဟုတ်ပေတယ်။လူအများစုမှတန်လန်းဆရာတွေရဲ့အစီအရင်အဆောင်ဖွဲ့တွေကိုသာစောင်းလို့ရင်သူတို့လိုအောင်လန်းဆရာတွေရဲ့အစီအရင်များကိုဖြင့်အဆောင်အဖြစ်မယူကြလို့အောင်လန်းဆရာအများစုသည်လည်းအဆောင်လက်ဖွဲ့မပေးတတ်ကြပါဘူး။ ဒါကြောင့်အိမ်တိုင်းစီရင်နေကာကွယ်ဖို့ဆိုဒီမှာမဖြစ်နိုင်ဘူး။သို့တော်ရောင်လူကြီးကို ပြော၍ရောင်ဝင်းကျင်မှာအစီရင်ချလို့ရနိုင်နေ။ဒါကြောင့်မဘိုးထိန်ကဥုံးကိုနောက်ထပ်ကြံစီကိုပြောပြလိုက်ပါရယ်။အဘကျုပ်တို့တွေရောင်လူကြီးကိုပြောပြီးတော့ရွာပတ်ဝင်းကျင်မှာအဆောင်ချထားရင်ရော။ဘူဆိုးတာဘောကောင်းလေးရာ။ဘာဖြစ်လို့လဲမြောက်။ရွာလူကြီးကလက်ခံနေထားအောင်တော့ရွာသားတွေကတရေဆောင်ခိုင်းထားတယ်။ဘာဟဲ့ညာဟဲ့နေစု။ မင်းနဲ့ငါပဲပြဿနာတက်မှာဒီတိုင်းထားလိုက်တာပဲကောင်းပါလေကွာဟာဘာညာတာဝင်မဲ့တယ်လို့တော့မနေနိုင်ဘူးကျုပ်ဘာလို့ပေးနိုင်မလဲဆိုတာစဉ်းစားလောက်အောင်ပဲကဲကျုပ်လည်းအိမ်ပြန်တော့မယ်မမိုးတင်ကဦးဝန်းကိုနှုတ်ဆက်ကအိမ်ကိုပြန်ကင်းလိုက်ပါရီသူရဲ့အိမ်ကရွာစွန်မှာရှိတာကြောင့်အတန်းကြောင်လမ်းလျှောက်ရရီရွာမှာမီးတုပ်ဓာလန်လက်နက်တွေကင်ဆောင်ထားတဲ့ရွာသားတွေနဲ့စုံလီရောက်ရွာသားတွေကမောင်ဘိုးတင်ကိုနှုတ်ဆက်သွားကြလိမ့်တယ် ဘိုးတင်အိမ်ပြန်ပါလားဟုတ်တယ်ပြကိုငယ်ရူတို့ဘာလုပ်နေကြလဲဂင်းဆောင်နေကြလीကွာအလဲကြဂင်းဆောင်ရတာနောက်နေကြရင်ကျုပ်တို့လည်းဆောင်မယ်အေးအေးမနေ့ပြန်မင်းအောင်တို့ကိုမြားကြီးတို့လည်းကွာဒါဟုတ်လားဗျဒါဆိုကျုပ်သွားပြီပြဘဝတင်ကကင်းလဲနေတဲ့ငှက်ရိုးတို့လူစုကိုနှုတ်ဆက်ကအင်ကိုပြန်လာစေလမ်းဘေးရှိအိမ်ကြီးကနေအတံပလန်ကြီးစုညံပြီးအမောင်ကြီးထဲကနေနွားတကောင်ကြီးလူတယောက်ထွက်လာသည်ကိုတွေးလိုက်ရှာနေသည် ူကနွားပေါ်မှာတက်စီးလာပြီးနွားကြီးကကြောက်နေတဲ့ကြားနဲ့မောင်ဘိုးတင်ရဲ့ရှေ့ကဖြက်ကောင်ရွာပင်ကိုပြေးထွက်သွားလိမ့်တယ်။မထင်မှတ်တဲ့ဖြည်းဖြည်းကြောင့်မောင်ဘိုးတင်တယောက်ငေးကြောင်နေပြီးတတိပြန်ဝင်တဲ့အခါမှာနွားတကုတ်လိုအတန်ကုန်အော်ဟစ်လိုက်ရောကင်းလဲနေသောငှက်ရိုးတို့အပါအဝင် အိမ်ထဲမှာရှိနေကြတဲ့သူတွေကနီးစက်ရတုတ်သားတွေဆွဲပြီးမောင်ဘိုးတင်တော်ကိုရောက်လာကြတယ်။အဲ့နောက်မှာငှက်ရိုးကအိမ်မလဲသွားတကူရွာပင်ကိုနွားကြီးစီးပြီးပြေးပြီဗျာ။ ဟာလုံပြန်ပြီကွာဒီတောက်တခိုးကတော့တာမလူတော့မဟုတ်လားဘူးလိုက်ကြဟိရွာသားရိကတခိုးကိုရွာပြင်တတော်ဝေးဝေးထိပြေးလိုက်ပါပြီမေခိုးသွားတဲ့နွားနေတခိုးကိုမတွေ့ရပဲဖုံမုံတွေကိုသာမြင်တွေ့ရနေတယ်ထုံးစံတိုင်းတခိုးကလွတ်သွားပြန်လိပြီဖြစ်ပါရဲ့အဲ့နောက်ရွာရဲပြန်ဝင်တဲ့ကထုံးစံတိုင်းရွာလူကြီးကတခိုးကြောင်မေးလိတယ်တခိုးဘသူတိချာတွေ့လိုက်တာလေဘိုးတင်စောက်တွေ့ရပဲဘိုးတင်ကိုမေးကြည့်လိုက်ပါလို့ကြီး ွာလာတယောက်ဟာရီလို့ပြောတဲ့အခါရွာလူကြီးကမောင်ဘိုးတင်ကိုကျဲလောင်စွာနဲ့អော်ခေါ်လိတယ်။ဘိုးတင်ကားရှိလာခဲ့။လာပါခင်ဗျာ။ဘိုးတင်မင်းတော်တခုတွေ့လိုက်တယ်ဆို။ဟုတ်ကျုပ်တွေ့လိုက်တယ်ရွာလူကြီး။သူ့ပုံစံဘယ်လိုလဲ။မဲမဲပဲဗျာ။မဲတာထားလိုက်။သူ့ပုံစံကဘယ်လိုလဲ။မဲမဲပဲရွာလူကြီး။ဟေးအောင်မင်းနောက်နေရမယ့်ချိန်မဟုတ်ဘူးနော်။မင်းကမင်းညာကောင်းကောင်းဖြစ် မတူလေကောင်းကောင်းဖြစ်နေရပဲမဲမဲကြီးပဲမြင်လိုက်ရတာဘယ်လိုလုပ်သေးချာမြင်ရမလဲသူကတခိုးလိုက်ကြည့်နေရကောင်မှမဟုတ်တာတခိုးကရောမင်းအိမ်လေးကမီလာကိုမှလည်းမမောတင်ရဲ့ကက်ကက်လန်ပြန်ပြောမှုကြောင့်ရွာလူကြီးလည်းဘလို့မှပြန်မပြောတတ်တော့ပဲနေအေးပါကွာကဲကဲကဲတခုခုတော့လုံးပါပဲရွာလူကြီးရဲ့စကားကြောင့်ရွာသားတွေကမကြည်မနှက်နဲ့တယောက်တစ်ပေါက်စကားဆူလာကြလိမ့်ရွာလူကြီးတခုခုကလည်းအခုထိမပြီးနိုင်ဘူး ရေကွာသူ့နွားမပါသေးလို့အခုလိုပြောအားရှိနေတာရွာသားတွေကတယောက်တစ်ပေါက်ပြောဆိုပြီးသူတို့ရဲ့အိမ်စီကိုအသေးသေးပြန်သွားကြတယ်အဲနောက်ရွာလူကြီးကကင်းဆောင်တဲ့ငှက်ရိုးတို့ကိုဩဝါဒပေးနေသေးတယ်မောင်ဘိုးထင်သည်လေယခုအချိန်မှာဘာမှမတက်နိုင်သေးတာဖြစ်တော့အိမ်ကိုသာပြန်ခဲလိုက်ရပါတော့ရေဟာဘာဖြစ်လာလဲကိုသားရရငါနွားကိုခိုးတယ်နွားတခုလုံးဝမကျင်တော့ဘူးကွာငါကောင်ကြီးအသက်ရှင်လျက်တော့ ရှိနေပါဦးမလားကွာအနွားရီအများကြီးခိုးနေရဆိုတော့ရှိလာမှာပါတာယာတရမဘိုးထင်အင်ကိုရောက်လာကသူ့ရဲ့နွားပြောက်ဆုံးရခြင်းကိုမကြည်မနက်ရေရွလျက်ရှိပါရင်ပေမယောမနွားရီကိုခိုးတဲ့နွားတစ်ခုကလူစည်းမခံတဲ့နွားရီကိုခိုးနေခြင်းမောင်းတာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်နိုင်လို့မောင်ဘိုးထင်သိနိုင်တယ်ဒါကြောင့်သူရဲ့စိတ်ထဲမှာတွေးမိတဲ့အရာတွေကိုတာယကိုပြောပြလိုက်တယ်။ကိုတာယ ကျောက်ကညာတခိုးနဲ့စုံလိုက်သေးတယ်။တခိုးကနွားကိုမြင်းလိုစီးသွားတယ်ဗျ။နွားကလည်းတစ်ချက်ပဲရောတယ်။ဒါတာမန်နွားခိုးတာနဲ့မတူဘူး။အေးငါပါလေပြောတယ်ကွာ။လူရီနဲ့ဝိုင်းလိုက်ကြတော့နွားရောတခိုးရောလွတ်လွတ်သွားတာ။ပုံမှန်မဖြစ်နိုင်ဘူးလေကွာ။အဲ့တော့ငါတို့ဘယ်လိုလုပ်ကြအောင်လဲပြောစမ်းပါဦး။တို့တို့ကိုခင်းဆောင်တဲ့သူတွေယုံမရနိုင်မယ်။ဒီညာကူမြာကြီးတို့ခင်းကြတယ်ပြောတယ်။ သူတို့ဆိုငါတို့ပြောလို့ရတော့တယ်။အေးဗျာကင်းတဲ့ဟာရွာဝင်းမှာစောက်ထားနေတင်နေဗျ။ဒါဆိုကြိုးတို့ညနေကြရင်အဲ့ဒီကိုသွားကြတာပေါ့။အေးကောင်းနေကွာသွားကြတာပေါ့။မဘိုးတင်တဲ့တန်ရကတခိုးဖမ်းဖို့ရအာကျိုးမှန်တက်ရှိနေကြပြီမေ။တာရင်နေပေတူမှာပင်ပန်းထားသမျှအတိုးချအိမ်နေနေတယ်။အဲ့တော့သူတို့နှစ်ယောက်ကနွားတခိုးကိုဖမ်းနိုင်မယ့်အစီအရင်တွေကိုရစီရန်ဦးအောင်ရဲ့နေအိမ်စီကိုထွက်လာခဲ့လိုက်ကြပါတော့တယ်။ နေဝင်တဲ့အချိန်မှာနွားချောင်းရာကပြန်လာတဲ့နွားချောင်းသားလေးတွေကသူတို့ရဲ့ကျွဲနွားတွေကိုရွာလေးကိုမောင်းသွင်းလာကြရီးရွာမှာရှိတဲ့ကျွဲပိုင်နွားပိုင်တွေမှာလည်းအလုတ်တခုပိုးလာရီးအဲဒီလောက်ကတော့အိမ်ရောက်တာနဲ့သူတို့ရဲ့နွားတွေကိုစစ်ဆေးပြီးတင်းကုန်းမှာကြီးကောင်းအိမ်တိုင်းမှာရှိတဲ့စပွဲတန်းတရားနှလုံးကိုတင်းကုန်းရဲ့ရှေ့မှာကတင်းတပွဲပူးကညာအိမ်ဆောင်ဖို့အတွက်ပြုလုပ်ကြရီးအိမ်တအိမ်မှာမတိမ်မရင်အရွယ်သားနှစ်ယောက်ရှိကအတော်တိုင်ပတ်တဲ့ကိစ္စရများဖြစ်တယ် တင်းကောက်ရှိမှဒီအောင်ဆောင်မယ်။ဟာဘာလဲဗျာ။ကျုပ်ကရွာလေပိုင်းကအကြီးအိမ်တွားအိမ်လို့ပါဆို။အေးအဲ့ဆိုငေအောင်ဆောင်။ဟာဘာလဲဗျာ။ကျုပ်ကငကြွတော့နဲ့ဘင်းကြိုတီးတယ်လို့တို့အိမ်မှာအိမ်မှာ။အေးအဲ့ဆိုငါပဲဆောင်မယ်။ခွေးရမှာပဲ။ဒါနေရောင်မွေးထားပါလေ။အေးစေးနေရမလားအောင့်မိတယ်။တင်းကုတ်ရှိတန်းလျားချပြီးအိတ်ရတော့မယ်။အဖရာအေးလူလူလေးအိတ်ရတာဗောဗျာ င်းခွေးမသားတွေမင်းတို့កောင်းနေရတော့အဲ့ကတော့အဝေးမတက်မှုတွေကပင်ပင်ရွာရဲ့အိမ်တိုင်းဒီမှာ ဖြစ်ပြန့်နေတဲ့ကိစ္စရဲ့တစ်ခု ဖြစ်လာပါရဲ့ဒီလက်ကလာသားတွေကသူတို့ရဲ့ထုံးစံတိုင်းလွတ်လပ်ရှိသောအပေါင်းအသင်းတရားရောက်ရဲ့အိမ်မှာတွားရောက်ဆွေးဝေးတက်ကြပြီးအပြုကညာအကြောင်းပြောသူပြောစီပေါ်လေးတတူတော့ဘင်းတို့မဲလေးတီးသူတီးနဲ့တနေ့တာပင်ပန်းထားသမျှကိုအပန်းဖြေတဲကြရဲဒါကြောင့်တချို့ကလာသားတွေကအိမ်မှာမအိတ်ကြတာကြောင့်ယခုကဲ့သို့တပြည့်ပြည့်တထောက်ထောက် ဖြစ်နေခြင်းသာဖြစ်ပါ၏ယခုကဲ့သို့တန်လျောင်းနှလုံးကိုပူပြီးတင်းကုန်းရှိစောင့်အေးသည့်တိုင်နွားတခိုးမှခိုးမြဲသာဖြစ်တယ်အခုလဲရွာဝေလမ်းရှိနေအနောက်ဘက်မှာကင်းတဲ့တလုံးစီထားရှိပြီးအဲ့ဒီကင်းတဲ့ထဲမှာတာဝန်ကျကဲသမားတွေကင်းဆောင်နေကြတယ်အခုနောက်ဘက်ကင်းတဲ့မှာတော့ရွာရဲ့ပြဆက်မင်းသားမင်းအောင်နဲ့ကိုမြာကြီးအပြင်တိန်းဆောင်တိန်းမောင်တို့ညီကိုနှစ်ယောက်တို့မှကင်းဆောင်ရင်းစကားပြောနေကြတယ်မင်းအောင်မင်းတပည့်ဂျူသိန်းရောမတွေ့ပါလား ဒီကောင်တခြားရွာတွေပဲဂျိုးသွားထောင်နေရတဲ့နည်းတော်တော်ကြားနေပြီကြုံစီမရောက်တာမင်းကောင်လို့ဒီတဲကျိုးစားနေပါလားဟေ့ဒါနဲ့နေပါဦးတောင်ရနေဖို့တင်ငါ့အိမ်လာပြီးပြောသွားတယ်ဒီနေ့ဒီကောင်တွေတခုဖမ်းပြီးမယ်တဲ့ဟာကျုပ်အိမ်ကိုလေလာပြောသွားသေးရဲ့မြောင်မြကြီးနဲ့မင်းအောင်တို့စကားပြောနေသည်ကိုနားထောင်နေတဲ့သိန်းဆောင်နေသိန်းမောင်နဲ့သိန်းဆောင်ကဝင်ရောက်စကားဆွလီကိုမြကြီးဒီကောင်တွေကမပုတ်ဘူးနော် တကယ်ဖမ်းပြီးနိုင်ရင်ဖမ်းပြီးနိုင်ပါအေးကွာဟိုတခါနွားရီကိုဓမြတိုက်ခင်ရတော့ကလေဒီကောင်လေးပဲကယ်ပေးရအဲတော့မို့ငါတော့ခွင့်ပြုထားရီအရှိပဲကင်ရကောင်လေးရော ခွင့်ပြုလာလားအေးကောင်လေးကလည်းငါတို့နဲ့စိတ်တူကိုယ်တူပါပဲကွာခွင့်ပြုလာပါရီသူတို့စကားပြောနေကြစဉ်နွားချူတန်ချပြီးမိကျုပ်ကိုထွန်ပြီးကြိလိုက်ရတာရနဲ့မောင်ဘိုးထင်တို့ကတွေးလိုက်ရတာကြောင့်အနားရောက်လာတဲ့အခါမေးမြန်းလိုက်ပါရီ ဟေးတားရနေဖို့တင်နွားကြီးဆိုပြီးမလုပ်တာလေကွာနော်တကူဖမ်းမှုနွားလို့လေလीဗျာဒါမင်းတို့ဟာလေအစမ်းပါလားဟုတ်တယ်ဗျာနောက်မှပြောပြမယ်မိတော်ဒီကိုင်းဆောင်ထားတဲ့ညာကြီးတို့ကင်းသမအုပ်စုကတားရနေမှာဖို့တင်တယောက်တကောင်စီဆွဲထားတဲ့နွားတွေကိုကြည်ကဟေးအောင်ဒါမင်းအပဦးရဲ့နွားတွေမလားဟုတ်တယ်လေဂွေးညုံမောင်စီကသွားဆွဲထားလား တို့မိတော့ရောင်နေကြည်လိုက်တဲ့အခါမဖြူနှကောင်ရဲ့ဝမ်းပိုင်မှာအိုးမဲနဲ့ရေးချစ်ထားတဲ့စမိုင်းပုံအခရာတွေကိုတွေ့လိုက်ရတော့ဖျော်လေးနွားမမင်းတို့ဘာရီရေးတာလဲဟာအဲ့ဒါအစီအနေပေါ့ဗျာကျုပ်တို့တွေဘာနဲ့တိုင်ပင်ပြီးဒီလိုလှုပ်ထားလားအိနာမဘုတ်ထင်ကသူဆွေးလာတဲ့နွားကိုကင်းတဲ့အချိန်မှာကြည်လိုက်ပြီးတော့အသင်ပါလာတဲ့ရေထဲကနေပစိုးရီကိုထုတ်ကခေါင်းမှာပတ်လိုက်လေသူနီးသူတာရသည်လေပစိုးရီကိုခေါင်းမှာပတ်လိုက်ပြီးနောက် ွားချီချိုသေးလေးတွေနဲ့ပစိုးကိုခေါင်းနဲ့ပူတွဲပြီးချီထားလိုက်နေတယ်။အဲလိုနဲ့ထူးထူးဆန်းဆန်းပြည့်မှုနေကြသည်ကိုကိုမြာကြီးတို့ကင်းသမားတွေကြည့်နေကြပြီးနားမလည်နိုင်စွာနဲ့မေးမြန်းကြလိမ့်တယ်။ဟဲ့လေမင်းတို့ဘာတွေလုပ်နေကြရလဲကွာ။ဩဒါခေါင်းမကွဲအောင်လို့ချီတာလေ။ဟဲ့ကောင်လည်းကောင်ရမင်းတို့ကခေါင်းမကွဲအောင်လို့ဆိုတော့ဘာလုပ်မှမလို့လဲ။တကူဖမ်းပါလိမ့်ဗျာ။အတကူဖမ်းတာတလောက်လို့လို့လား။ အလိုရာဘောဗျာအရှိကင်းထဲမှာလေကျုပ်တို့လိုပဲကိုဘိုးရီတို့တောင်ရောက်သူ့နားနဲ့ဒီလိုလှုပ်နေမင်းတို့ကောင်းလင်ရတော့ကွာလှုပ်လိုက်ရင်အဆန်းနေကြီးပဲယာကြီးတော့ကနွားတွေကိုအစီရင်လို့ဆိုကောင်းဝမ်းပိုင်းနဲ့နဘေးမှာစာရီတင်ငေတောက်တွေရေးထားပြီးခေါင်းမာလေးပစိုးတွေထက်ထက်ခံပြီးကျိုးနယ်စီထားတဲ့မောင်ဘိုးထင်တဲ့တောင်ရောက်ကိုငေးကြည့်နေကြရီယာကြီးတော့မင်းတော်ကမင်းတို့ဘယ်လိုဖမ်းကြမလဲဟာငါတို့ဘယ်လိုလှုပ်အောင်မလဲ ဘာမလို့ပါဘူးမီလီငိမ့်ပြီးတိတ်တိတ်လေးနေရောမယ်။ဒါနဲ့ရွာထဲမှာလှဲ့မဲ့ကင်းသမားတွေရှိသေးလားကိုကြီးမင်းတော်။အေးရှိရလေ။ငှရိုးရိုးကလှဲ့ကင်းတာဝင်ကွာ။အဲ့လိုလား။အဲဆိုအဆင်ပြေပြီ။တကယ်လို့နွားသက်ခိုးနွားလာခိုးရင်အရှိကင်းတဲ့ဒါမှမဟုတ်ဒီကင်းတဲ့ဟာဖြစ်မှာပဲ။အေးဒီကောင်ဒီနေ့တော့မခိုးရလာဘူးထင်တာပဲ။မထင်နဲ့။သက်ခိုးကတာမန်သက်ခိုးမဟုတ်ဘူးဗျာ။ကဲကဲမိမိငိမ့်ကြဗျာ။ မဘိုးတင်ရဲ့စကားကြောင့်မီးကျုပ်တွေပါဝင်ရေနံစီမီးရင်တွေကိုပါငိမ့်လိုက်အောင်ကင်းတဲလေးကအမောင်တီကျသွားပါလျော်ရီညတကောင်ရန်အချိန်မှဖြစ်ပါရီပေမေရွာလေးရဲ့နောက်ဘက်ကင်းတဲမှာမောင်ဘိုးတင်တို့ဖွဲ့ကမိတိတံမမထွက်စီပဲညိမ့်တက်နေကြရီတချို့ကထိုင်နေပြီးသားညိမ့်တက်နေကြပြီးတချို့ကကင်းတဲပေါ်တုံးလုံးလေးကညိမ့်တက်နေကြရီမကြာလောက်တဲ့အချိန်မှာအစီရင်လှုပ်ထားတဲ့နွားနှကောင်နဲ့တကောင်မှာတွွန့်တွွန့်နဲ့ကနာမကြီးဖြစ်လာပြီး တက်တက်ကြွကြွရှိနေတဲ့တောင်ရောက်နေမောင်ဘိုးထင်မောင်ဂင်းကောင်းဆောင်ကိုမြောင်ကြီးကိုအတန်တိုးတိုးနဲ့စကားဆိုနေတယ်။ကိုမြောင်ကြီးအချင်းလေးရောထိုးပြီးကိုမင်းအောင်တို့နိုးပြီးမိကျောက်တွေအတင်းပြစ်ထားခိုင်းလိုက်။ဘာဖြစ်လို့လဲကွာ။ငါတော့ဘာမှကြားပါဘူး။ဟာကျုပ်တို့ပြောသလိုသာလှုပ်ရှားပါဗျာ။မမိုးတင်တို့ရဲ့စကားကြောင့်အများကြီးတယောက်အိတ်နေတဲ့သူတွေကိုနှိုးကောင်းမိတော်တွေကိုကန်ပြီးအသိအနေသာရှိနေကြရည် ရမကြရီထဲမှာနွားချူတန်လေးနဲ့တူရွာသားတွေရဲ့အော်တန်လေးကြောင့်ကိုမြာကြီးတို့ဖွဲ့မီးကြုပ်တွေကိုထွန်းလိုက်ရောက်ကင်းတဲဝင်းချင်မှာမီးတွေလင်းထိပ်သွားပါရီဖုန်တထောင်းထောင်းထလေးရဲ့လမ်းမကြီးမှာတော့နန်နီကြီးတကောင်ရဲ့ကြောမှာကာယာခွာစီထားတဲ့လူတယောက်ကိုဖုံမုံဒီကြားကမီးကြုပ်တွေရဲ့အလင်းရောင်ကြောင့်ကောင်းစွာမြင်နေရရင်အဲ့ဒီနွားတစ်ခုကိုတားမယ်လို့ချံပြီးမိတ်အရှိန်ပြင်းပြေးလွှားနေတဲ့နန်နီကြီးကြောင့်ကိုမြာကြီးတို့မတားနိုင်မဲလွတ်ပေးလိုက်ရရင် အဲ့ဒီအချိန်မှာမိသည့်အချိန်ကလေးကနွားကြောကုန်းပေါ်ရောက်နေသည်ကိုမသိတဲ့မောင်ဘူးထင်နေတာယာကနွားသကုံးနှင့်ခိုးခံရတဲ့နွားကြီးနောက်တဟုန်တို့ပြေးလိုက်သွားလေတယ်။သူတို့ထွက်သွားပြီးမကြသောအချိန်မှာရွာလေလမ်းတိုင်းအတန်ခက်ကြဲလောင်စွာနှင့်လမ်းပယ်ပေးခိုင်းတဲ့အတန်နဲ့တူနွားလည်းကောင်ကိုစီးပြီးနွားသကုံးနောက်လိုက်သွားတဲ့သူတွေမှာဖိုးထွေးနှင့်ပေတူးတို့ဖြစ်ပါရဲ့။သူတို့ရဲ့နောက်မှာတော့ရွာသားတွေကမိကျောက်တွေနဲ့တူညာတန်ပေးပြီးပြေးလိုက်သွားကြပါလိမ့်တော့တယ်။ရှိကနွားတခုက သူခိုးထားတဲ့နွားကြီးကိုစီးပြီးပြေးလွှားနေတယ်။နောက်ကနေသူ့ကိုလိုက်ဖမ်းတဲ့မောင်ဘိုးချင်တို့အဖဲ့တီလည်းချက်ချက်မကွာလိုက်နေတယ်။တာမန်နေသားစုကနွားရီမောင်ငိမ့်ငိမ့်ညောင်းညောင်းမပြေးနိုင်ကြပြီ။အောင်လန်းအစီရင်များကြောင့်သာမြင်းကဲ့သို့ပြေးနေကြခြင်းဖြစ်ပါရဲ့။ပေဒူးဆိုရင်မြေဟုပင်ထင်နေပြီလားမသိ။နွားကြိုးကိုစက်တောင်စက်တောင်လှုံရင်းစီးနေလျာနောက်ကဖိုးထီးတယောက်တတိပေးလိုက်ရပါရင်ဟင်အောင်မင်းစီးနေရနွားနွားတေချာစီးနွားလေးရဲ့ အေးပါဗျာစိတ်မပူပါနဲ့ဘိုးထင်အဖရဲ့အစီရင်ကတဲဆွမ်းတာပဲဗျာဖင်းတဲ့နွားလေးကကန့်နေတာပေသူပြောင်းမှဖိုးထွေးတတိထားမိသွားပါရင်အမှန်တကယ်ကော်ကက်ထားတဲ့ကဲသူဖြစ်နေတယ်သူရဲ့ရှေ့မှာတော့မောင်ဘိုးထင်ဒီတာရမှာတကြားကြားအော်ဟစ်ကမြေးများစီးနေသည်လားဘာရီကိုစီးပြီးနွားတခုနောက်ကိုလိုက်နေပါရင်သူတို့တော့ကြွားနွားတခုနောက်အထက်ထက်မကွာလိုက်လာရင်ရွာနဲ့အတော်လန်းတဲ့တဏီယာအရှောင်းမှာတော့ တာယာစီးထားတဲ့နဖြူကြီးကငါတကူစီးထားတဲ့နဏီကြီးရဲ့ဖင်ကို ပြေးရင်းလွှမ်းရင်းကခေါင်းနဲ့တိုးပေးလိုက်ရောက်အခိုးကန်ထားရတဲ့နဏီကြီးမှာဟတ်ထိုးလဲကျသွားပြီးငါတကူသည်လည်းမြေမြေမော်ကိုဒလိန်ကွေပြုတ်ကျသွားလျော်ရဲအဲ့နောက်မှာဘိုးတင်ဖိုးထွေးနဲ့ပေတူးတို့ကမိလာပြီးငွားရီကိုဥုံးတင်ပေးထားတဲ့အတိုင်းငွားမကုန်းကိုသုံးချက် ပုတ်လိုက်ရောက်ငွားရီမှာရက်တန်သွားပါရဲ့ ဒီခါမှာသူတို့ကလဲကြနေတဲ့နွားတကူကိုဝိုင်းဖန်လိုက်ကြရတံရရနေတဲ့နွားတကူမှာတကြွကြွအောင်ဟစ်နေရင်းကနေမမလို့ကြပါနဲ့ဟာဒီတန်ကြားမှုတွေဘို့တယ်ဟုတ်တယ်ပါသူတို့ကနွားတကူကိုဆွဲထုတ်ပြီးကျန်ရအောင်မှာအနာကက်ကြည့်လိုက်တဲ့အခါဂျိုးသိဟာကိုဂျိုးသိခင်ဗျာနွားကိုသူမှာသူတို့နေရင်းကြီးရဲ့ဂျိုးထောင်စားတဲ့ဂျိုးသိဖြစ်နေပါတော့တယ် မင်းကကို့ရွာက နွားរីကို ပြန်ခိုးရတယ်လို့ငါမခိုးချင်ပါဘူးကွာ မခိုးလို့မရလို့ခိုးနေရတာပါဟဲ့လူမခိုးလို့မရလို့ဆိုတော့ခမရဘာဖြစ်လို့လဲနွားတခိုးကြိုးသိန်းကိုမောင်ဘိုးတင်တို့ဘက်ဝိုင်းဝန်းစင်မီနေပါရင်ရွာသားတွေလိုက်မလာနိုင်တဲ့နေရာဖြစ်နေတော့တော်သေးတယ်အဲ့တော့ကြိုးသိန်းကငိုယိုနေရင်ကနေစကားဆူလိမ့်တယ်ငါကွာ တပန်းပူးရွာကောင်မလေးနဲ့ကြိုက်နေတာဟာကွာမသူမခွဲနိုင်ဘူးကွာအဲ့ဒါသူ့ဖေဟာငါ့ကိုရွာကနွားစိန်ကောင်ခိုးပေးရမယ်ဆိုပြီးငါ့ကိုစီရီဘာရီပောက်ပေးပြီးခိုးခိုင်းနေတာအော်မင်းရအဲ့လိုလားမင်းကွာမိမတရားတော်နေမြတရားလုံးကိုဒုက္ခပေးရလားကွာရှားဖိုးရီကငါဒုက္ခပေးခြင်းပါမလားကောင်မလေးနဲ့ငါနဲ့ကလွန်ကျူးပြီးသွားပြီကွာတကယ်လို့ငါမယူရင်မကောင်းတဲ့ကောင်ဖြစ်မယ် ဲ့လိုအဖြစ်ခံပြီးမယုံရင်လေငါ့ကိုသူ့အဖတတ်ပါတယ်ကွာငါဆိုရွေးချယ်စရာမရှိလို့လောက်ရတာပါကွာငါမှားသွားပါတယ်ငါ့ကိုဖမ်းမယ်ဆိုဖမ်းကွာဘာမို့ထင်တော့ကအမေတရင်တနည်းနေခဲ့ကြတဲ့ဂျိုးသိန်းကိုအရိကဲတို့လည်းမလုံချင်ကြပါဘူးဒါကြောင့်ဂျိုးသိန်းရဲ့ခက်ခဲကိုကုညီပင်းရဲ့စဉ်းစားမိလိုက်ပြီးခိုးထားတဲ့တနည်းကိုတော့ရွာကိုပြန်ယူခဲ့ကြပြီးဂျိုးသိန်းကိုဖြင့်ရေအိုးစင်ရွာရှိပကြီးကိုရဲ့အိမ်မှာနေရန်တော့ပြောလိုက်ပါလျော်တယ် ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူ မောင်တင်ဆန်းရေးသားထားတဲ့အောင်လန်းဘိုးထင်နဲ့နွားတခိုးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နားဆင်ပေးကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မေးဖြစ်ပါတယ်ခင်ဗျာ။